မင်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာနမှကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့နောက်ဆုံးရသတင်းထူထရင်အုံများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရပဲဖြစ်ပါရရှင်။ရခိုခါမှာတော့အထွေထွေထိုးစစ်ကြီးတရဲ့ဆင်ရွေရန်ပြင်ဆင်နေဟု NUG ကာဝေးဝန်ကြီးပြောဆိုတဲ့သတင်းအပေါ်ဝင်နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ရှင်။ မြန်မာတနိုင်ငံလုံးအတိုင်းအတာဖြင့်ထွေထွေထိုးစစ်ကြီးတည်းရဲ့ဆင်နွှဲနိုင်မှုအတွက်ပြင်ဆင်နေကြောင်းမြို့သားညညရေးအစိုးရ NUG ကော်ရီဝင်ကြီးဌာနဝန်ကြီးဦးရင်မောင်ကပြောသည်၎င်းကမြို့သားညညရေးအစိုးရပြည်သူ့ကော်ရီတမရုံနဲ့မဟာမိတ်တော်လှန်ရေးအဖွဲ့တွေဟာဒီထွေထွေထိုးစစ်ကြီးအတွက်ပြင်ဆင်ကြိုးပမ်းနေကြတယ်ဆိုတာအသိပေးလိုပါတယ်ဟုပြောသည်မတ်လ25ရက်နေ့ကပြုလုပ်သည့်မြို့သားညညရေးအစိုးရပြည်သူ့ကော်ရီတမရုံ ARA တိုင်းစစ်ဌာနဗျူဟာ20ကိုအခြေခံစစ်ပညာသင်တန်းအပတ်စဉ်50မွေတွင်ပြောကြား ခဲ့သည့်မိန်ကုန်းတွင်အထက်ပါအတိုင်းထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည် ပြည်သူ့ကာဝေးရေးတမတော်နေဖြင့်စည်ရေးပြူဟာအရာအဆင့်၃ဆင့်ကိုဖြတ်ကျော်ရမှာဖြစ်ပြီးပထမအဆင့်အနေနဲ့တနိုင်ငံလုံးကွက်ပြည့်စစ်စင်ရေးလှူရှာနိုင်အောင်ကြိုးစားခဲ့ကြရပြီးဒုတိယအဆင့်အနေနဲ့မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေဆင်နေကြရမှာဖြစ်ကြောင်းနဲ့တနိုင်ငံလုံးအထွေထွေထိုးစစ်ကြီးကတော့တတိယအဆင့်အနေနဲ့လှူဆောင်ကြမှာဖြစ်ကြောင်းဝန်ကြီးကပြောသည်လက်ရှိကာလသည်ဒုတိယအဆင့်ဖြစ်သည့်မြို့သိမ်းစခန်းသိမ်းတိုက်ပွဲများဆင်နွှဲနေရသည့်ကာလဖြစ်ပြီးတတိယအဆင့်အထွေထွေထိုးစစ်ကြီးအတွက်ကိုလည်းမဟာမိတ်များနဲ့ပြင်ဆင်ဆောင်ရွက်နေကြောင်းဦး ေမွန်ကဆိုသည်ရှင်ပြင်တော်လန်ရေးကာလလေးနှစ်ကျော်လာချိန်တွင်ဖြီတုကောင်ရဲ့တမရောအနေဖြင့်အောင်ပွဲများရရှိလာနေပြီဖြစ်ကြောင်းကိုလည်းပြောသည်ယခုအခြေခံစစ်တမ်းနဲ့ဆင်ပွဲသည် AR time မြဝကျော်မော်ဒေတာကိုအခြေပြုသည့်ရဲဘော်များဖြစ်သည့်အတွက်ဖြီတုကောင်ရဲ့တမရော၏ပရမအဆင့်ပြွာဖြစ်သည့်ထေသာတိုင်းမှာတက်တီဆောင်ရည်နှင့်တက်ဖြတ်နိုင်မှုအပေါ်ပုံမှုပြည့်စုံစေခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကောင်ဝေးဝင်ကြီးဌာနကဆိုသည် လက်ရှိကာလတွင်ပြည်သူ့ကော်မတီတမရ PDF တပ်ဖွဲ့ဝင်ရဲဘော်များအနေဖြင့် ARA တိုင်းစကိုင်းတိုင်းနှင့်မကွေတိုင်းပဲခူးတိုင်းကချင်ပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်များတွင်တိုင်းဒေသလက်နက်ကိုင်ဖွဲ့များနှင့်ပူးပေါင်း၍စစ်ရေးဖော်ဆောင်မှုများဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်ဆလံပင်ကျွန်းစုမြို့နယ်ပဲတိုင်ကျေးရွာပြူစောတိအထိုင်စကန်ကို PDF တပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်မှုစစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ တနေတိုင်းတိုင်းကျွန်းစုမြို့နယ်ပဲတိုင်ချေရွာပြူစောတီတိုင်းစကန်ကိုဝင်ရောက်တိုက်ခိုက်ရာအစံဘက်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိသောကျွန်းစုမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်တရင်ဌာနတန်းသို့ပြောဆိုသည် ဧပြီလ12ရက်နေ့နနက်10:30မိနစ်ခန့်တွင်အကျန်းဘတ်စစ်ကောင်စီတပ်သားအင်အားစေအခန်းရှိသောဘဲရန်ရွာပြူစော်တဲ့အထိုင်စကန်ကိုကျွန်းစုမြို့နယ်ပြည်သူ့ကောင်ရဲအဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။ရင်းထီတွေတိုက်ပွဲသည်25မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကျန်းဘတ်စစ်ကောင်စီတပ်သားထိခိုက်သေးဆုံးမှုအရေအတွက်ကိုတည်ပြနိုင်ခြင်းမရှိဘဲတိုက်ပွဲတွင်ပြူစော်တဲ့များက60မမလက်နက်ကြီးများလက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တော်လေ။တော်လန်ရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။ တိန်တောင်မှာပြူစောတိတွေတက်ဆွဲပြီးနေတာစစ်ခွေးသေးစင်းကတော့အတိအကျတော့မသိရသေးဘူးကျွန်တော်တို့လည်းစုံစမ်းနေသေးပဲအရေးစခန်းမှာစစ်ခွေးအင်အားတော့အလုံးပေါင်းရင်တော့20ကျော်လောက်ရှိတယ်အခုဝင်တိုက်တဲ့စခန်းကအင်အား30ဦးကျော်လောက်ရှိတယ်သူတို့ကနှစ်နေရာသုံးနေရာခွဲနေတာဟုကျွန်းစုမြို့နယ်ပြည်သူ့ကောင်ရဲအဖွဲ့မှတောင်းရှိသူတို့ကပြောဆိုသည် ဆလဘေးစစ်ကောင်စီအတူရောင်ရွေးကောက်ပွဲကိုနိုင်ငံရေးတုံ့ပြန်မှုဖြင့်လှုံ့ဆော်ကြရင်ရာယီသမရတိုက်တွန်းဆွေးတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။အတွင်ကုမြောင်းရင်ကာလအစိုးရတဲ့တရရှိတူဖို့ဆောင်ရန်နဲ့စစ်ကောင်စီဂျိုးပန်းနေတဲ့အတူရောင်ရွေးကောက်ပွဲကိုကျေပြန်းတဲ့နိုင်ငံရေးတုံ့ပြန်မှုဖြင့်လှုံ့ဆော်ကြရင်မြို့သားညညွေးအစိုးရအစိုးရအဖွဲ့အစည်းဝေး၌ရာယီသမရတူဝါလက်ရှိလက်ကမှကြားခဲ့တယ်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းဝေးကိုဧပြီလ15ရက်ကကျင်းပခဲ့ရာဧပြီလ18ရက်တွင် NUG ကတရင်ထုတ်ပြန်ခဲ့ပြီးရှာရီသမရနှင့်ဖီရောစုဝင်ကြီးချုပ်တို့အမိန့်ခွန်ပြောကြားချက်များကိုဖော်ပြခဲ့သည်စစ်ကောင်စီကရွှေကောက်ပွဲတွင်အတင်းတရင်ရဖို့ဆောင်နေမှုကိုလက်တွေ့ကြကြလဲမှုရယူပြီးနိုင်ငံရေးအသွင်ပြင်တဲ့ကြိုတင်ဖော်ဆောင်ထားရန်ရှာရီသမရကပြောကြားသည် အတွင်ကိုပြောင်းရဲကံလာအစိုးရတဲ့တရက်ကိုကျွန်တော်တို့ရှေ့တိုးပေါ်ဆောင်ကြဖို့ဖြစ်ပါတယ်။အခုဆိုရင်ချမ်းဖက်စက်ကောင်စီအနေနဲ့ထွေထွေရေကောက်ပွဲအတွက်ပြင်ဆင်ဆိုင်ပြင်မှုတွေရှိလာတာကိုလည်းတွေ့ရပါတယ်။ကျွန်တော်တို့တော်လိုင်းအင်အားစုတွေအနေနဲ့အတူရောင်ရေကောက်ပွဲစံချိန်ရင်နိုင်ငံရေးလှုပ်ရှားမှုတသက်လောင်းနဲ့တင်းနေရောင်ရဲနေလို့မရဘူးလို့ပြောချင်ပါတယ်။ဒီထက်ကျယ်ပြန့်တဲ့နိုင်ငံရေးတုံ့ပြန်မှုတွေကိုလုံနိုင်ဖို့လိုပါတယ်ဟုရှားရီသမရာကပြောသည်။ နိုင်ငံရေးအသွင်မြန်တရက်ကျူတင်ဖော်ဆောင်ထားနိုင်ရန်အတွက်အသွင်ကူးပြောင်းရေးဆိုင်ရာအစိုးရတဲ့တရက်ကိုကျူတင်ဖော်ဆောင်ထားနိုင်ရန်လိုအပ်ကြောင်းရာဟီသမရကပြောသည်ကျွန်တော်တို့အနေနဲ့ရေရှည်ကိုကြည့်ဖို့ကြဲကြဲပြန့်ပြန့်ကြည့်ဖို့သဘောထားကြည့်ကြည့်ရှုမြင်ကြဖို့အလေးနဲ့တိုက်တွန်းချင်ပါတယ်ကျွန်တော်တို့မျိုးသားညီညွတ်ရေးအနေနဲ့သမိုင်းသင်ခန်းစာတွေကိုယူဖို့လိုပါတယ် ကျွန်တော်တို့ဟာကောက်ရိုးမီမဟုတ်ဘူး။နှွေဦးတော်လန်ကြီးကလည်းရာသီချိန်ကြာလို့ပေါ်လာတဲ့တော်လန်ကြီးလှိုင်းလုံးမဟုတ်ပါဘူး။နိုင်ငံနဲ့လူအဖွဲ့အစည်းတွေကနေမွေးဖွားတန်းဆင်လာတဲ့အနာဂတ်အသည်ဖြစ်တဲ့သွေးသည်ဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့အရွယ်လိုက်ကြီးပြင်းလာတဲ့တော်လန်ကြီးကို တော်လန်ကြီးလားမြောက်အောင်ထက်မှန်ခြေရင်တိစောက်ဖို့လိုပါတယ်ဟုရာယီသမရကပြောကြားသည်။ လာမည့်နှစ်သက်နိုင်ပြည်သူတရလုံးအနေဖြင့်စိတ်မောလူမောရခြင်းများအမြန်ဆုံးဖြေပြောင်းနိုင်ရန်ပြည်သူတရလုံးနှွမ်းနယ်မှုများအန်သက်လန်းဆန်းစီရင်လေရာယီသမရကဆူတောင်းစကားပြောကြားခဲ့သည်ပြောင်စုဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းကလည်းအစည်းအဝေး၌မိန့်ခွန်းပြောကြားခဲ့ရာဘေးဒုက္ခအမျိုးမျိုးကြုံနေရသည့်ပြည်သူများဘေးဒုက္ခအပေါင်းမှအမြန်သက်သာစေပြီးနောက်မျိုးဆက်အသီးသီးတို့ပုံမကောင်းမွန်သည့်ဘဝမျိုးရရှိရေးမယိမ်းမယိုင်နေစိတ်ဓာတ်ဖြင့်တော်လိုင်းအောင်မဲအဆုံးသက်သည့်ကျိုးပန်းအားထုတ်ကြမည်ဟုပြောကြားသည် ကျွန်တော်တို့နိုင်ငံမှာနောက်ခံအခြေအနေအမျိုးမျိုးနဲ့တော်လိုင်းအင်အားစုတွေအင်မတန်များပြားတာမို့ဒီအင်အားစုတွေအစုအဖွဲ့တွေနဲ့တည်တည်ချာချာတိုင်ပင်ဆွေးနွေးရင်ခိုင်မာတဲ့အစီအမံတွေအမြန်ဆုံးချမှတ်ရမယ့်အချိန်ဖြစ်ပါတယ်ဟုပြည်တော်စုဝန်ကြီးချုပ်ကပြောသည်ရှင်းသူလို့ဆောင်ရနိုင်ဝန်ကြီးဌာနတစ်ခုဝန်ကြီးတူတူတရားတာဝန်သာမဟုတ်ဘဲအလုံးစုတာဝန်ဖြစ်ပြီးအစိုးရအဖွဲ့ဝင်များရှေ့ထွက်အကောင့်တွေပေါ်သူများကပေါ်ဆောင်ရမည်ဖြစ်တဲ့ကဲ့သို့နောက်ွယ်မှာကောင်းမွန်သည့်အကြံဉာဏ်ပေးကုညီထောက်ပံ့ပေးရမည်သူများလဲကုညီထောက်ပံ့ရင်နိုင်ငံရေး ည်ဆွေးနွေးမှုများအမြန်ဆုံးထိရောက်မှုရှိပြီးအောင်မြင်စေရေးဝိုင်းဝန်းကြိုးပမ်းပေးရန်တိုက်တွန်းခဲ့သည်ရှိခိုဆလဘီပိပင်တားမြစ်ထားသည့်ဘုံသီးလောင်ချများကိုစကစီတက်အုံပြုတ်တိုက်ခိုက်လာကြောင်း KNL ပူပေါင်းအဖွဲ့ပြောဆိုတဲ့ငွေတင်ဆက်ပေးမှဖြစ်ပါရဲ့ရှင် ခရင်မျိုးသားစီယုံတမဟာချောင်းအနေဖြင့်လေးကီကော်ဒေတာရင်ဧပြီလ14ရက်တင်းကျပ်အကြာနေ့ညတိုက်ပွဲတွင်နိုင်ငံတကာမှမြန်မာပြည်သို့ရောင်းချခွင့်ပိတ်ပင်တားမြစ်ထားသည့်ဘုံသီးလောင်ချများကို စစ်ကောင်စီတပ်ဘက်ကအုံပြုပစ်ခတ်တိုက်ခိုက်လာကြောင်း KNL ပူပေါင်းဖွဲ့ကပြောသည် လီဂိကောဒေတာအတွင်းဧပြီလ14ရက်တင်းကျပ်အကြာနေ့ညပိုင်းတွင်စစ်ကောင်စီတပ်အင်အား100ကျော်ခန့်မြင့်စစ်ကြောင်း3ကြောင်းခွဲက KNL ပူပေါင်းတပ်များအားထိုးစစ်ဆင်တိုက်ခိုက်မှုတွင်နိုင်ငံတကာမှမြန်မာနိုင်ငံသို့စစ်လက်နက်ပစ္စည်းတင်သွင်းထုတ်လုပ်ရောင်းချခွင့်ပိတ်ပင်ထားသည့် MA1484MM Colchester လေးကွဲပုံသီးလောင်းချဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KNL ပူပေါင်းဖွဲ့မှစစ်ရေးသတင်းရင်းမြစ်ကပြောသည် တင်းချန်အကြာနေညာကညာဘက်တိုက်တဲ့ပွဲမှာဆိုရင်စစ်ကောင်စီတပ်မ44လက်အောက်ခံခလိုက်ရ138လက်ပံနေလေစီအနေနဲ့အထူးကွန်မန်ဒိုတွေကနိုင်ငံတကာကမြန်မာပြည်ကိုရောင်းချခွင့်တားမြစ်ထားတဲ့ MA14 Carcaster လေးခွဲဖုံးသီးလောင်းချတွေနဲ့ကျွန်တော်တို့ဘက်ကို၄ချိန်လောက်ပြစ်ခတ်သွားတာရှိတယ်။အဲဒီလက်နက်ကြီးကမြေမာကျရောက်ပောက်ကွဲတာစစ်ကြောတွေဘန်ကားတွေဖြိုတာတင်ကားတွေကိုပြစ်ခတ်ဖျက်ဆီးတာမှဘုံသီးအမျိုးမျိုးပြစ်ထဲလို့ရတဲ့လက်နက်ပါ။ အခုတိုက်ပွဲကသိမ်းမိတဲ့ဘုံဒီကလေထဲမှာကွဲတဲ့လောင်ချဘုံဒီမျိုးပါဟု KNL ပူပေါင်းဖွဲ့မှတရင်ရင်မြကပြောဆိုသည်စစ်ကောင်စီတပ်သည်၄ကီကောဒေသတိုက်ပွဲတွင်လက်နက်ကြီးရဟရင်ဇက်တိုက်လေရင်ပေါင်900ဘုံကြီးများဖြင့်ရခိုးနိုင်ငံတကာမှတားမြစ်ထားသောလက်နက်ပါအုံပြုတ်တိုက်ခိုက်လာသည့်ရုံမာရက်ဆမ်မှုကိုနိုင်ငံတကာကသိစေလိုကြောင်းလည်း၎င်း KNL ပူပေါင်းဖွဲ့တရင်ရင်မြကဆက်ပြောသည်အဆိုပါ၄ကီကောဒေသတိုက်ပွဲများဖြစ်ပေါ်နေမှုရင်းဧပြီလအတွင်းစစ်ကောင်စီဘက်မှအကြမ်းဆုံး များလာနေပြီးနေရောညပါနှစ်ဖက်တိုက်ခိုက်မှုများလက်နက်ကြီး၄နေရာခန့်မှပစ်ကိုပေးခတ်ခြင်းမြေပြင်နေရာဆုံမှစစ်ရင်အလုံးရင်ဖြစ်စစ်ကြောင်းထိုးတိုက်ခိုက်ခြင်းလေကြောင်းမှတိုက်လေများဖြင့်ပစ်ခတ်ခြင်းပေါင်900ပုံသေးများကျဲချခြင်းများလှုပ်ဆောင်တိုက်ခိုက်ခဲ့သည်ဧပြီလ16ရက်နေ့တင်းကျန်အတန်းနေရင်လည်း 6K Gold တောင်မရှိ Wally Data မော်ခီကျင်းနယ်ဘက်တွင်စစ်ကောင်စီတပ်များနှင့် KNL ပူးပေါင်းဖွဲ့များကြားနေလေပိုင်းမှာစတင်၍တိုက်ပွဲပြင်းထန်နေကြောင်းသိရှိရသည်။ ဆလဘေးတောင်ကြီးမြို့တွင်စစ်တပ်ပေါ်တာဆွဲဖမ်းဆီးခံရသောစစ်မှုရန်တပ်သားတအုပ်လက်နက်ယူဆောင်လာပြီးအလင်းဝင်ဆွဲတဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။ရှမ်းပြည်နယ်တောင်ကြီးမြို့တွင်ကျန်းဘတ်စစ်တိတ်ပေါ်တာဆွဲဖန်စီခံရသောစစ်မှုရန်တပ်သားတို့သည်တနက်တလက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်း PNL မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တတွင်ဌာနထံသို့ပြောဆိုသည် ဧပြီလ9ရက်နေ့တွင်တောင်ကြီးမြို့၌အစံဘက်စစ်ကောင်စီတပ်သားများပေါ်တာဆွဲဖမ်းဆီးခဲ့သောစစ်မှုရန်တပ်သားတဲတို့သည်စစ်ကောင်စီတပ်သားများနှိပ်စက်ညှဉ်းပန်းမှုကိုမခံနိုင်ရင်းတနက်တက်ယူဆောင်လာက PNL ထံထွက်ပြေးလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်အရင်စစ်ကောင်စီလက်ခံ PNO ပြည်သူစစ်ကောင်ဧပြီလ9ရက်နေ့မှာလက်နက်နဲ့တူရောက်ရှိလာတာဖြစ်ပါတယ်။လက်ရှိမှာတော့သူသွားခြင်းနဲ့နေရာကိုကျွန်တော်တို့ပို့ဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်။ သူကတောင်ကြီးမြို့ပေါ်မှာပဲပေါ်တာဆွဲခံရတာပေါ့စစ်ကောင်စီကပေါ်တာဆွဲထားတယ်နောက်တော့စစ်ကောင်စီက PNU ကိုပေးလိုက်တယ်ပေါ့ PNU နဲ့စစ်တပ်နန်းတက်ခိုင်းတယ်ပေါ့ပြီးတော့မှရှေ့တန်းတက်ရတယ်ပေါ့ရှေ့တန်းမှာစစ်ကောင်စီတွေနဲ့အတူတူတက်ရတယ်ပြီးတော့အနှိမ့်ဆက်ခံရတယ်အဲ့ဒီမှာသူကနှိမ့်ဆက်တာကိုမခံနိုင်လို့ထွက်ပြေးလာတာလို့ပြောပါတယ်သူထွက်ဆိုချက်အရဆိုရင်ပင်လောင်းမှာစစ်မှုရန်တင်းနန်းတက်တယ်ပြီးမှ PNU ရဲရောက်သွားတာလို့ပြောပါတယ် PNU ရဲကိုရောက်တာတနည်းကြော်ပြီလို့ပြောပါတယ် PNO ပြည်သူ့စစ်ရဲ့ဒုစစ်ဦးစီးချုပ်ခရိုနီနေဝင်းထွန်းရဲ့တက်ထဲမှလို့သူပြောတာပေါ့ဟု PNL မှတောင်းရှိသူတို့ကပြောဆိုသည်